ုတစ်ပတ်ကျွန်တော်ပြင်ပြမှာကတော့2016ခုနှစ်မတ်လ27ရက်နေ့ကနေပြီးမတ်လ29ရက်နေ့ဒီဂျမင်းမေလာမယ့်ရက်တစ်ပတ်အတွက်မူလကတာခမန်းလေးများဖြစ်ပါလေဒီခမန်းလေးတွေကိုမတင်ပြပြီးလောလောဆယ်မြန်မာနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လက်ရှိရာသီဥတုအခြေအနေများကိုရင်းသွင်းပြပြလိုပါလေမတ်လ27ရက်နေ့တနင်္လာနေ့မှာတိုင်းတာရရှိရဲ့နေ့ဘူးချင်းအမြင့်ဆုံးဘူးချင်း အခြေအနေတွေကတော့မြန်မာနိုင်ငံတောင်ပယ်စွန်းဒေသတွေမှာအပူချိန်တွေက40ဒီဂရီစင်တီဂရိတ်လောက်အထိမြင့်မားနေပါလေမြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်းဒေသမှာတော့နေပြည်တော်က15ဒီဂရီမှ20ဒီဂရီစင်တီဂရိတ်ရှိနေပြီးကြာဒေသတွေမှာတော့နေရာဒေသအလိုက်တပြေးပြေးတောင်ဘက်ကိုရောက်ပါလေအပူချိန်မြင့်မားလာပြီးအနေအထားမျိုးမှာရှိနေပါလေညအပူချိန်အနေနဲ့လည်းအများဆုံးမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသမှာ 15မှ20 25ဘဝနေငန်းရှိပါလေမိုးရွာသွန်းမှုအရင်ကတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသများလို့ပြောနိုင်တယ်မြန်မာနိုင်ငံတစ်ပိုင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးကြီးငယ်ရွာသွန်းနိုင်တဲ့အခြေအနေများဖြစ်ပေါ်နေပြီးအောက်ပိုင်းဒေသတွေကတော့အများအဖြစ်ตายရတဲ့နေရာမှာရှိနေပါလေခဲလို့ရောင်းကြီးညွန်ကင်းများအနေနဲ့ရေကင်းကြီးများနဲ့နှိုက်စားမယ်ဆိုရင်တော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာရဲလို့ရောင်းကြီးအညွန်ကင်းများတစ်ဆင့်ပြန်ကြလာပြီးတော့ အလွန်မြင်ပါတဲ့အချိန်တွေမှာရောက်ရှိနေပြီ။ကြံတပီလုံးကတော့လုံခဲ့တဲ့အဆင့်ကိုရောက်ရှိနေတာကိုတွေ့ရပါတယ်။လာမယ့်တစ်ပတ်အတွက်နေ့ကူချင်းကမန်းတင်များအနေနဲ့တော့အစဲအာတိုင်းစကိုင်းတိုင်းအောက်ပိုင်းမွေတိုင်းမန္တလေးတိုင်းတောင်ပိုင်းဆုံးပဲခူးတိုင်းကယောင်ဒီတိုင်းရန်ကုန်တိုင်းပြင်းပြင်းနဲ့တနင်္သာရီတိုင်းတို့မှာလာမယ့်တစ်ပတ်အတွင်းနေ့ကူချင်းဟာအများဆုံး40မှ45ဒီဂရီစင်ထရိတ်ကန်ကြီး ရောက်ရှိလာနေပါလေဒီနေသားကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့မျိုးပစံဒေတာများဟာပုံမှန်ဖြစ်နေကြဘူဂျင်များရဲ့အထက်7ဒီဂရီမှ7ဒီဂရီစင်ရီလောက်ထိပုံမူပုံမြင့်နေတာကိုတွေ့ကြပါလေမြန်မာနိုင်ငံတောင်ပိုင်းသောဒေတာဖြစ်တဲ့တနင်္လာနေ့တိုင်းမှာနေဘူဂျင်တွေဟာပုံမှန်အထက်အနည်းဆုံး2ဒီဂရီမှ4ဒီဂရီစင်ဂရီပုံမူပုံမြင့်နေတာကိုတွေ့ကြပါလေမိုးရသမှုအနေနဲ့လာမယ့်တစ်ပတ်အတွင်းမှာ မ္မနိုင်ငံရဲ့ရောက်ပဲအစွန်ဒေတာပြည်နေသူချင်းပြည်နေစကိုင်းတိုင်းဂျပန်တောင်ပဲအစွန်ဒေတာပြည်နေတကင်းသာရီတိုင်းတော်မှာနေရာပကြမိုးနင်းနေရွာသွန်းနေပါလေအလားတူပဲရှမ်းပြည်ရဲ့အရှေ့ဘက်မှာလည်းမိုးနင်းနေရွာသွန်းနိုင်ငံကပြောရင်တော့တပြည်လုံးမှာအများချင်းတာယာနိုင်နေလို့ခမရပါလေဒီရွာသွန်းမှုဟာပုံမှန်ရွာသွန်းမြင်းမိုးကြီးနိုင်တဲ့နိုင်စာမယ်ဆိုရင်တော့မြန်မာနိုင်ငံရောက်ပဲလုံးဒေတာဖြစ်ဖြစ်ကချင်ပြည်နယ် မြောက်ပိုင်းဒေသစကိုင်းတိုင်းချက်ပိုင်းဒေသရှမ်းပြည်နယ်ရှိပိုင်းတနင်္လာရီတိုင်းဒေသလိုမှာမိုးရွာသွန်းမှုရှိပေမဲ့ရွာသွန်းတဲ့အချိန်ဟာပုံမှန်ရွာသွန်းနေကြမိုးရင်များကိုမမီပဲညော်နေနေတာကိုတွေ့ရမှာဖြစ်ပါလေ၎င်းဆရာကုန်းနေဟာ NU ဖြစ်နေတဲ့နှစ်တခုဖြစ်ပါလေပြီးခဲ့တဲ့မတ်စတာဆယ်ရည်ကတိုက်တာကျေရ NU ရဲ့အင်အားဟာတပြေးပြေး ရောစင်းလာပြီးလက်ရှိမှာတော့အာအတိတ်တဲ့အစ်စ်ကိုရောက်ရှိနေပြီဖြစ်ပါလေ။တင်ကြပုံစံတွေကိုသုံးပြီးတော့ရှေ့ကမဲ့လာများအတွက်အယ်လီညိုရဲ့အခြေအနေကိုခမန့်တွေ့ချက်ကြည့်ရမှာအယ်လီညိုဟာတပြေးပြေးအာရောလာမဲလို့ခမန့်တွေ့ချက်ရရှိပါလေ။လာမဲဂျွန်သားလောက်မှာအယ်လီညိုဟာဂျာနီအဆင့်ဖြစ်တဲ့ neutral episode ကိုရောက်ရှိသွားမယ်။ အဲ့ဒီကမှတစဉ်2016ခုနှစ်စက်တင်ဘာလအကုန်လောက်မှာတော့အယ်နီယိုနဲ့ဆန်းနေပဲဖြစ်တယ်လာနီညာဖြစ်စဉ်ကိုကူးပြောင်းသွားမယ်လို့တင်ကြားပုံစံတွေ့ချက်ပုံများအရာတွေ့ရှိထားပါလေနောက်တော့ကျမှာတော့အစရိတ်သမုတ်ကြီးရဲ့အရှိမမရှိတဲ့ပင်လယ်ရေညံ့မြင့်အမှုတင်များဟာပုံမှန်တဲ့ဧဒတ်မှာ၈မှ၈ဒတ်မှာ၆ဒီဂရီဆိုင်ဝေးခန့်တာကျော်လွန်နေတာကိုတွေ့ရတဲ့အတွက်ဒါမှပြင်အယ်နီယိုအင်အားဟာအင်အားအသင့်တင်ရှိတဲ့အဆင့်ကိုကြာဆင်းလာပြီလို့ဆိုရမှာဖြစ်ပါတယ် ။ဇောတာကပြင်ပြသူပဲအရင်ညဉ့်ရဟာဆက်လက်ကြာစင်မယ်။လာမဲ့မေဇုံကမှ new and so new travel ရောက်မယ်။စက်တမလကမှာလာနီညာဖြစ်စဉ်ကိုရောက်မယ်။ဒါပေမဲ့အရင်ညဝလာမဲ့ဂျွန်နာမှာပြီးဆုံးသွားပေမဲ့သူရဲ့အကျိုးဆက်များလာတော့နောက်လာနီးနေကြတဲ့အထိဥပမာအဖြစ်ငါတို့ဆက်ကြောက်ဖို့နဲ့စက်တမလောက်အထိအရင်ညရဲ့ဒီကံများဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ခံရရှိကြပါလေ။ အဲ့ဒီလိုရာဇဝတ္ထုဟာဘုရင်6ပြည့်ရဲ့ရာဇဝတ္ထုကိုပေးတတ်တဲ့အတွက်မြန်မာနိုင်ငံတော်ကမှလောလောဆယ်မှာရေပြတ်တဲ့ပြဿနာကြုံတွေ့နေရပါတယ်။နှောင်းဆယ်ရာခုနှစ်ရဲ့ရေပြတ်မှုပမာဏဟာ2015ခုနှစ်ကသုံးစားတန်းရှိနိုင်တယ်လို့ခန့်မှန်းရရှိတာပါလေ။မြို့နယ်ပေါင်း193မြို့နယ်မှာရှိတဲ့ခြေရွာပေါင်း1958ရွာရေပြတ်မှုကြုံတွေ့နေတယ်လို့ခြေလက်ဦးစီးဌာနရဲ့ခန့်မှန်းချက်မှာဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ14ရက်နေ့ဒီ ူမြင့်ချောင်းတို့ရဲ့ရာသီဥတုကြောင့်မြန်မာနိုင်ငံတော်မှာမိတော်ကြောင့်မြဖြစ်ပေါ်ခဲ့ရမှာ February 14ရက်နေ့အင်ဂျီဘောင်း929လုံးမိတော်ခံရပြီးတော့ထွေထွေရရပြည်စည်းဆုံးရှုံးမှုက144.685တန်းတိရှိခဲ့ပြီးလို့သိရပါတယ်။ကမ္ဘာတော်ကိုကြည့်တဲ့အခါမှာလည်းပြီးခဲ့တဲ့2015ခုနှစ်အတွင်းအယ်နီညိုရဲ့ဘူမြင့်ရဲ့ရာသီဥတုကြောင့်တရုတ်အမေရိကန်အင်ဂျီယာဖိလစ်ပိုင်အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာဘူမြင့်ရဲ့ရာသီဥတုကြောင့် အသက်ဒီဆုံးအမှုပေါင်း2000 932ထိမြင့်မားခဲ့ပါတယ်။ထွေထွေရရပြည်စည်းဆုံးရှုံးမှုအနေနဲ့လည်းအမေရိကန်ဒေါ်လာ66.5ဘီလီယံကအထိဆုံးရှုံးမှုရှိခဲ့တယ်လို့လေ့လာမှုများရသိရပါလိမ့်။ဆယ်လီဘီဒီပြောင်းလာကတော့လာမယ့်မတ်လ27ရက်မှ29ရက်နေ့ဒီဂျာမန်ပြည်ရဲ့ရပ်အတွက်ကောက်ဂီပြည်နယ်ပြင်နဲ့ဘင်္ဂလားပြည်နယ်တို့မှာတင်းကြီးနဲ့ဖြစ်တွန်းနိုင်ပါလိမ့်။မြန်မာနိုင်ငံရဲ့မြောက်ပိုင်းဒေသတွေမှာတိမ်သိမ့်တဲ့ခြေတော်နိုင်ပြီးတော့ဂျန်ဒေသတွေမှာတိမ်ကြီးနေပဲဖြစ်နိုင်တယ်လို့ခန့်မှန်းရရှိပါ မော်ဒန်ဖြစ်ပေါ်မှုအရင်ကတော့လာမယ့်တစ်ပတ်လွယ်မှန်တဲ့ဘင်္ဂလားပင်လယ်အော်တောင်တိုပင်လယ်တွေတော့မှာမော်ဒန်ဖြစ်ဖို့အလားအလာများမရှိနိုင်သေးဘူးလို့ပဲခမန်းရပါတယ်။နော်ပင်လယ်ပြင်အချင်းချင်းကမန်းချက်ကတော့ဒီမှာကာယူတန်း၆ကမ်းတော့ပင်လယ်ပြင်ကြီးမှာလိုက်ကြီးနဲ့သာရှိတယ်ပါလေ။ဒီမှာကာယူတန်း၆နဲ့ကမ်းတော့ပင်လယ်ပြင်မှာလိုက်ကြီးကလည်းတပေမှတပေကသာရှိနိုင်တယ်လို့ခမန်းရပါလေ။နေဘူးချင်းကမန်းကများအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေဘူးချင်းကြီးဟာ 25ဒီဂရီစင်တီဂရိတ်မှ30ဒီဂရီစင်တီဂရိတ်ကနေရှိနေပါတယ်။ရန်ကုန်နယ်အရှေ့ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေ့ပူချိန်က31မှ35ဒီဂရီစင်တီဂရိတ်ကနေရှိနေပြီးတော့ကျန်တဲ့တိုင်းဒေသကြီးတွေပြည်နယ်တွေအားလုံးမှာနေ့ပူချိန်ညက36ဒီဂရီစင်တီဂရိတ်မှ52ဒီဂရီစင်တီဂရိတ်ကနေရှိတာနိုင်ငံရဲ့လို့ခမဲရပါတယ်။ကျန်လို့ရောင်းပြီးအချိန်ချင်းကမ်းချက်ကတော့လာမယ့်တစ်ပတ်အတွင်းမှာမချင်းပြည်နယ်ချင်းပြည်နယ် စကိုင်းလိုက်ဒေတာကြီးအထက်ပိုင်းကစားတဲ့ဒေတာတွေမှာခန်းဆောင်ရောက်ပြီးအညွန့်ကိဟာအလွန်များတဲ့အစ်စ်ရောက်ရှိနေတယ်ပါကျန်ဒီလုံးကတော့ခန်းဆောင်ရောက်ပြီးအညွန့်ကိဟာလုံခဲ့တဲ့အစ်စ်ကိုရောက်ရှိနေတဲ့အတွက်ခန်းဆောင်ရောင်ကြီးရဲ့အနေကတော့ tribute နေထိုင်သွားတာကိုဒုမင်းဆိုပြပြလိုက်ပါလေမိုးရွာသူကမ္ဘာကြီးအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာပချင်းပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတဲ့ဂျပန်စားတဲ့ဒေတာတွေမှာနေရာကွက်ကြား မော့နင်းနဲ့ချစ်ချုံရွာသွန်းနိုင်ပါလေ။ဇန်နီနဲ့ကြောင်ပိုင်းနဲ့ဇန်နီနဲ့ရှေးပိုင်းစတဲ့ဒေသတွေမှာတော့တိမ်သက်တဲ့ဖြစ်တော့နိုင်ပြီးတော့ဂျန်ဒေတာများမှာတော့အများအပြင်ဒါရနိုင်လေလို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါလေ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘီအန်ဒရီမြန်မာစင်ကိဝေးနိုင်ကြပါစေ။